只知道长大之后的 video 的口罩，留表面的笑容。 ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေချစ်သူနဲ့အတူမတင်တော်တဲ့ဗီဒီယိုတစ်ခုကြောင့်လူပြောများနေရကတော့ကလေးတယောက်ဆောင်ယွန်းယွန်းဖြစ်ပါတယ်တယောက်ဆောင်ယွန်းယွန်းဆိုတာကတော့အနုပညာလောကကိုကလေးတယောက်ဆောင်ဖြစ်နေဝင်ရောက်လာခဲ့ရပါယွန်းယွန်းကကလေးတယောက်ဆောင်ဘဝနဲ့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာတယောက်ဆောင်ခဲ့ရဖြစ်တဲ့လို့ယွန်းယွန်းကကလေးရွယ်နဲ့မလိုက်အောင်တယောက်ဆောင်ကောင်းလာကြောင်းလဲ Academy စုတွေကိုတောင်းချင်းမြင့်ခံထားရပါတယ်အထူးသဖြင့်တော့ယွန်းယွန်းကကလေးတယောက်ဆောင်အရွယ်ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်လို့ပရိသတ် က်တွေကချစ်ပေးခဲ့ကြတာပါ။ဒါပေမဲ့အသက်ကြီးလာပြီးရင်တော့လူကြီးရွယ်ကိုရောက်လာချိန်မှာတရုတ်ဆောင်ယွန်းယွန်းကငငယ်တုန်းကလောက်နာမည်မကြီးတော့တာကတော့အမှန်ပါပဲ။ ဒါကလည်းရွံ့ရွံ့ကကလေးတယောက်ဆောင်ဘဝမှာချစ်ဖို့ကောင်းပြီးတယောက်ဆောင်ကောင်းသလောက်လူကြီးပုံစံပေါက်လာချိန်မှာတော့တယောက်ဆောင်အရင်ချင်းရောကြသွားတာကြောင့်ဖြစ်ပါ යි ။ဘဝဖြစ်ဖြစ်ရွံ့ရွံ့ကတော့ချစ်စရာကောင်းနေစေပါပဲ။အခုချိန်မှာတော့ရွံ့ရွံ့ကချစ်သူကောင်းလေးတယောက်အသိရသွားခဲ့ကြောင်းပရိသတ်တွေကိုကြွားလုံးထုတ်လာတာဖြစ်ပါ යි ။ကြွားလုံးထုတ်တဲ့နေရာမှာဗီဒီယိုလေးတွေနဲ့ကြွားလုံးထုတ်ခဲ့တာပါ။အခုဆိုရင်တော့တယောက်ဆောင်မင်းသမီးရွံ့ရွံ့နဲ့အတူသူမရဲ့ချစ်သူကောင်းလေးတို့ကတွဲတော်တွဲလာလုပ်နေရဖြစ်ပြီးတော့သူတို့ရဲ့ဗီဒီယိုဖိုင်တွေကလည်းပြန့်နှံ့နေရဖြစ်ပါ යි ။အစောပိုင်းဗီဒီယိုဖိုင်တစ်ခုမှာတော့ ောင်းရုံရုံရဲ့စစ်သူကောင်းလေးကရုံရုံရဲ့အိုးအိုးကိုသွားကင်နေရကြောင်းပြိသက်တွေလည်းအံ့ဩသွားခဲ့ရပါတယ်။တချို့သောပြိသက်တွေကတော့လူမြင်ကွင်းကြီးမှာအခုလိုမျိုးကင်နေရကြောင်းနောက်ခွဲမှာဆိုရင်အတော်လေးကိုအချိန်နေဆိုးလိမ့်မယ်လို့ဝေဖန်မှုတွေရရှိနေခဲ့ပါတယ်။တကယ်တော့ရုံရုံနဲ့စစ်သူကောင်းလေးရဲ့ဗီဒီယိုဖိုင်ကတိတ်ပြီးတော့စိုးပွားနေရတော့မဟုတ်ပါဘူး။တာမန်စစ်သူဇုံတဲ့တွေတွဲထားသွဲလာပုံစံမျိုးပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးလူမြင်ကွင်းမှာမတော်မရပုံစံနဲ့ဗီဒီယိုဖိုင်တွေပြန်နေရကြောင်းပြိသက်တွေကတော့သဘောမကျကြပါဘူး။လက်ထပ်ပြီးမှကိုယ့်အိမ်မှာကို နေခြင်းသလိုနေတာအပြည့်မဟုတ်ပေမဲ့ရုံရုံကပရိသတ်တွေချစ်ခဲ့ရတဲ့ကလေးတယောက်ဆောင်လေးတယောက်အနေနဲ့ဒီလိုမျိုးဗီဒီယိုဖိုင်တွေကိုထပ်ပြီးတော့မမြင်ချင်းကြတော့တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ရုံရုံရဲ့ချစ်သူကတော်တော်လေးကိုချမ်းသာကြွယ်ဝတယ်လို့သိရပါတယ်။အားလုံးသိကြတဲ့အတိုင်းအရှိမနာမည်ကြီးရုပ်ရှင်တယောက်ဆောင်မင်းသမီးတွေကထိတ်တန့်ချမ်းသာကြွယ်ဝတဲ့တတိကြီးတွေနဲ့ဇက်တိုက်တွဲနေကြရဖြစ်ပါတယ်။ဒီလိုမျိုးမင်းသမီးတွေကနိုင်ငံကျော်ထိတ်တန့်တတိကြီးတွေကိုအပြိုင်ဆိုင်တွဲပြနေသလိုတချိန်တုန်းကကလေးတယောက်ဆောင်ရုံရုံကလည်းအခုကမှမန္တလေးမြို့ကကြည်ကြည်တဲ့ချမ်းသာတဲ့ ထိတ်တန်းကြောက်တထေးကြီးတယောက်နဲ့ထပ်မံတွေ့ပြလိုက်တာဖြစ်ပါတယ်။ ကလေးတယောက်ဆောင်ယွန်းယွန်းရဲ့ချစ်သူကမန္တလေးမြို့ကရွှေဆိုင်ဖြစ်တဲ့ရွှေနဂါးရွှေဆိုင်ရဲ့သားတယောက်ဖြစ်တယ်လို့လည်းသိရပါဗျ။ယွန်းယွန်းရဲ့ချစ်သူကတန့်စင်လို့ခေါ်ပြီးတော့မိဘရဲ့ယတနာရောင်းဝယ်ရေးလုပ်နေတဲ့တထေးသားတယောက်ပဲဖြစ်ပါတယ်။အဆိုတော်လေးလုပ်ပြီးအနုပညာလှူရှားမှုကြီးလည်းရှိနေရပါ။ပရိသတ်တွေကတော့စီသူဝင်ထက်သာတဲ့ယောက်ျားကိုရှာနိုင်ခဲ့တယ်လို့ဆိုကြပါမယ်။ယွန်းယွန်းနဲ့တွဲနေရလို့တွေ့ရတဲ့ဗီဒီယိုတွေမှာကြောက်တထေးကြီးတန့်စင်ကယွန်းယွန်းကိုအသားယူလို့နဲ့ပုံနေတွေ့ရပါတယ်။ဒါကြောင့်ယွန်းယွန်းဘက်ကနေပြီးတော့ပရိသတ်တွေကတော့အစင်မကောင်းဖြစ်နေကြတာပါ။ဒီဗီဒီယို ကိုကြည့်ချင်နေကြတဲ့ပရိသတ်တွေကရောအသားယူခံနေရတဲ့ရုံရုံပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။